ာတကယ်တော့စိတ်ကူးရတယ်လို့တော့ပြောလို့မရဘူးညီဘာလို့လဲဆိုတော့အကူကပကြီးဆွဲရတာဝါဒနာပါတယ်မဆွဲတတ်တာမဆွဲတတ်တာလေအဲ့တော့အကူပကြီးစပြီးတော့ဆွဲစပြီးတော့နည်းနည်း train ကြည့်တာပေါ့နော်ကိုကိုပြန် train ကြည့်တဲ့အချိန်မှာတလောက်ကြီးလဲအဆင်ပြေလာတာမဟုတ်ဘူးအကိုကိုကတော့ satisfying ကိုဖြစ်နေတာမရှိအားလည်းအခုချိန်ထိပါအဲ့တော့အကိုကအဲနောက်ဘာလို့လဲဆိုတော့ပုံမှန်အကိုဆွဲနိုင်လောက်တဲ့ skill လောက်ဆိုရင် စိတ်ဝင်စားမှုလည်းမရှိသလိုကိုကိုကိုလည်း satisfy ဖြစ်မှာမဟုတ်အဲဒီခါကျတော့အခုပကြီးတွေကနေပြီးတော့အာကိုဆွဲထုတ်လို့ရတဲ့ item လေးတွေကိုဆွဲထုတ်ခြင်းနဲ့အဲအကြွလေးပေါ့ဘယ်လိုပြောမလဲ 3D လို့ပြောရအောင်တော့မဟုတ်ပါဘာလို့ဆိုတော့ကိုကဘရောမှတပုံလုံးဆွဲထုတ်တာမဟုတ်ဘာလို့ဆိုတော့ polymer ကလေးရဲ့ weight ကလေးတယ် canvas ပေါ်မှာအကြာကြီးမနေနိုင်ကွာ canvas ကမဆွဲထားနိုင်တဲ့အခါကျတော့ဣသွားနိုင်တယ်အဲ့တော့အဲအကိုကဟိုဟာမလုပ်တော့ဘူး အဲအများကြီးမတုံးတော့ဘူးမတုံးတော့ပဲ ਨੇ ဥပမာဆိုတော့အာအခုတချို့ပုံတွေပါဆိုညီတွေ့ရလိမ့်မယ်ခေါင်းက accessory လေးထည့်တာမျိုး level က accessory ထည့်တာမျိုးအာပဒောင်တို့ပေါ်ပုံတွေပါဆိုရင်အခုတို့ဒီ level ကတန်ခွင်းတွေကိုကြီးခွင်းတွေကိုအခု clean နဲ့လုပ်တယ်အဲကြံတဲ့အောက်က outline ကြတော့ပကြီးဆွဲတယ်ဆိုတော့အခုတို့နှစ်မျိုးပေါင်းပြီးတော့ဆက်တဲ့အခါကျတော့အများအမြင်မှာတော့ထူးဆန်းသွားတာပေါ့နည်းနည်းလေးပိုတမျိုးဖြစ်သွားတာပေါ့နော်ဟိုအခုတို့ဒါတော့ဘလို့အမျိုးစားရဲထည့်ပြီးတော့ ခေါ်လဲတော့အကိုလည်းမပြောတတ်ဘူးဒါပေမဲ့အကိုကအဲဒီကလေးတစ်ခုလည်းတော့သုံးတာမဟုတ်ပါဘူးငါအကိုပိတ်စတွေသုံးတာရှိတယ်အဲနောက်တ िश ူးသုံးတာရှိတယ်အဲနောက်တချို့ဆိုရင်သစ်သားချောင်းလေးတွေသုံးတာမျိုးရှိတယ်ကိုဒီပုံမှာဘယ်လိုထည့်လို့ရမလဲဘယ်လောက်ထိအကိုလုံနိုင်လဲပေါ့အဲအဲလုံသုံးရမယ့်ပစ္စည်းကတော့ကိုကကိုစဉ်းစားပြီးတော့အာဒီပုံဘယ်လောက်ထိလှလာနိုင်မလဲဆိုတော့ accessory ကိုကတက်နိုင်တယ်များထည့်ဆိုတော့အဲပကြီနဲ့အပြင် accessory နဲ့နှစ်ခုပေါင်းတယ်လို့ပြောလို့ရပါတယ်ဗျအာ group ီပုံလေးဆိုရင်အကိုတို့ကလေးနဲ့လုပ်တဲ့ပုံထဲမှာ site အကြီးဆုံးလို့ပြောလို့ရတယ်အဲဒီပုံလေးကပိုကြီးရယ်ဆိုပေမဲ့သူ့ရဲ့တုံးထားတာကပကြီးနဲ့အကိုတို့ကလေးအန်နဲ့နှစ်ခုပေါင်းထားတာ။ဒီဟာဆိုရင်အကိုတို့ပကြီးမပါဘူးလို့ပြောလို့ရတယ်နောက်ခံ background လောက်ပဲကိုဆေးချေတယ်ဒီမျက်နှာတစ်ခုလုံးကကလေးနဲ့လုပ်ထားတာဆိုဒါကတော့ air dry နဲ့ပေါ့နော်အာ idea ရတာကတော့ဘယ်လိုပြောရမလဲအခုဒီဥစ္စာဆိုရင်ဒီလိုတရေပုံတို့အယူအယူကောင်းပုံတို့ကို လင်းပေါ်မှာအများဆုံးလှုပ်ခိုးတယ်ဆိုတော့ဒီ border arc ကနေမှာစဉ်းစားမိပြီးဒါကိုလှုပ်ကြည့်ရပါဘောเนาะနောက်အာဒီကလေးအများကြီးတုံးရတဲ့ဖြစ်တဲ့အတွက်ကိုလှုပ်နိုင်ပါမလားပေါ့เนาะနောက် canvas ပေါ်မှာကြာကြာနေနိုင်ပါမလားဆိုပြီးတော့ဒါစိုးရိမ်မှုနဲ့တော့လှုပ်ရတာပေါ့ဒါပေမဲ့ air drying ကတော့ပော့တဲ့အတွက်ပြဿနာတော့မရှိဘူးအဲပုံကြီးတဲ့အတွက်ပဲကိုနည်းနည်းလေးခဲလောက်ရတာပေါ့ဒီမှာမျက်လုံးတွေပါလေဆိုတော့အကိုတလုံးလုံးမျက်လုံးလုတ်ပြီးတော့မှအထဲထုတ်ထည့်တာထည့်ပြီးတော့မှအပေါ်ကနေ အဲကိုရိုကလေးနဲ့ဒီသွားရပါတယ်ဆိုတချောင်းရင်းကိုရိုကလာပြန်ချေရတာပေါ့နော်အာအိုင်ဒီယာကတော့ကိုရိုဒီ bottle ကနေပဲဆွဲယူရတဲ့အိုင်ဒီယာလို့ပြောလို့ရပါတယ်ဗျအာခေရှားပုံကတော့ကိုဒါဆိုရင်ငါ၅ချက်မြောက်လား၆ချက်မြောက်လားမသိရှိပါဘူးအာအကိုကတော့အဓိကကအကိုရဲ့ art ကိုဘယ်လိုနေရာမျိုးဘယ်လိုပုံမှာပုံစံမှာတုံးရင်အကိုတုံးလို့ရမလဲဆိုတဲ့ပုံကိုအဓိကထားပြီးရွေးပြီးရှာတယ် အာဟိုဂေရှားဆိုရင်ကို အများတန်း focus လုပ်ပြီးတော့လုပ်နေတဲ့ဖန်ပြီးပြတဲ့ပုံတွေမှာပါတာပေါ့နော်။ဘာလို့လဲဆိုတော့အဲ့သူ့ခေါင်းကကိုရ accessory တွေကကလေးနဲ့အကြွာလုပ်လို့ပိုကောင်းတယ်။အဲဆိုတော့ကျန်တဲ့ဟာတွေကိုဖယ်ထားပြီးတော့ကိုရအများသောအားဖြင့်ကိုကဒီ hard ကအက်ဆက်ဆရီတွေကို hardware တွေကိုအကိုကလေးနဲ့လုပ်တယ်ကျန်တဲ့ဟာကတော့ drawing line လုပ်တယ်အဲဒီဥစ္စာဆိုတော့ဒီပုံမှာထူးထူးခြားခြားကိုပါထက်ထည့်ထားလဲဆိုတော့ကိုတို့ဒီမျက်တောင်လေးထက်ထည့်ထားတယ်မျက်တောင်ကအစားကိုကလေးနဲ့ထည့်ထားတယ် ဆိုတော့ဒီမှာဆိုရင်ဒါကလေးတုံးလို့ကောင်းတဲ့နေရာတွေအများကြီးပေါ့နော်အဲ့ခါကျတော့ကိုဂေရှားပုံကတော့အများသောအားဖြင့်အာလုတ်ဖြစ်တယ်ဘာလို့လဲဆိုတော့ကိုခုနပြောသလိုပဲကလေးအတုံးသွားတာတအားဟိုပါဖြစ်တယ်အဲတုံးလို့ရတဲ့နေရာများတာပေါ့နော်ဆိုတော့အကိုဖန်ဒီဖန်ဒီဖို့ chance ပုံများတယ်အာအကိုတချို့ဗမာပုံလေးတွေလည်းရှိပါတယ်အကိုအရင်တော့ဆိုဗမာမှုပုံစံလေးရှိရဲ့ အဲနောက်ကိုရောယရနာဒေဝီလို့ပါလို့ဆိုရင်ဒါကိုပမာမှုပုံလေးပေါ့ဒါဆိုတော့ကိုရောကလေးကဘယ်လိုဘယ်လောက်ထိကိုသုံးနိုင်မလဲကလေးကဘယ်လောက်ထိသုံးနိုင်မလဲဘယ်လောက်ထိကြွာလာနိုင်မလဲဘယ်အရာတွေကိုတော့ကိုကအနောက်ကပကြီနဲ့ပဲသွားမလဲဆိုတာလေးကိုစဉ်းစားလို့ရတယ်ဆိုတော့အဲ့လိုမျိုးလေးပဲစဉ်းစားပြီးကိုပုံလေးကိုဖန်တီးပြတာများပါတယ်အာအပ်တဲ့လူတွေကြတော့လေအပ်တဲ့သူရဲ့စိတ်ကြိုက်တော့လိုက်ပြရတာပေါ့နော်အဲအဲ့ဒါကြတော့တိတ်တော့လွတ်လွတ်လပ်လပ်တော့မရှိဘူးပေါ့ကိုကကို create လုပ်ကြတာကိုကောင်းတယ် အာကိုတို့ဒီပုံဆိုရင်တော့အကို idea ရတာကကိုထင်နေတဲ့ time ကပုံတပုံထင်နေသူကကြတော့ max တက်ထားတာအခုခေတ်ပါပဲနော် max မှာမှ blue ရဲ့ဒီပါဇက်ပုံစံပေါ့နော် max တက်ထားတာဆိုတော့အဲ့တော့ကိုကြည့်ပြီးတော့ကိုမလုပ်ချင်လဲဆိုတော့ပုံမှာ ပုံတစ်ခုလုံးကိုတော့ဒီ blue ပေါ့ blue ဆိုတော့အခုတို့ blue အထီးပေါ့ blue အထီးဆိုတော့ယောက်ျားပုံပေါ့ယောက်ျားပုံကိုတော့အောက်ကနေအောက်ခံကောက်ကြောင်းလိုက်ပြီးတော့ အကိုရဲ့မူတိုင်းပဲ black တုံးချဲတယ်ပြီးတော့မှအကိုအပေါ်က max လိုနေရာမျိုးမှကြာတော့အကိုတို့ blue မျက်နှာမှာရှိရဲ့ကနှုတ်ပေါ့ကနှုတ်နဲ့ဒီမျက်နှာတွားအဆွဲပါညာပေါ့အဲ့ဒါကိုကြာတော့အကိုတို့က max ကနေပြီးတော့ idea inspire ui idea ယူရတာပေါ့နော်ဆိုတော့အဲ့လိုအဲ့လိုယူပြီးတော့အကိုဒီဟာကို blue ရဲ့ ီပါဇက်နဲ့ဒီကနုတ်ကိုပဲတကယ်ဘလူးပုံစံလောက်ထားပြီးတော့အနောက်ကဟာတော့ကိုလိုလူလို့ပြောလို့ရတာပေါ့နော်အဲ့တော့အာအခုဗာပေးခြင်းတဲ့ message ပေးခြင်းတဲ့ message ကကြတော့အာလူရဲ့အဲအတွင်းစိတ်တည်တံပဲဘလူးပြောလို့ရတာပေါ့နော်အာသူဘလူးပုံစံလဲဆိုတော့ကိုမသိနိုင်ဘူးလीအဲအဲ့ဒီဟာကိုကိုတော့ဆွဲထုတ်ထားတယ်ဆိုတဲ့သဘောပေါ့ဒါဆိုကိုနာမည်ပေးထားတဲ့ဟာအခုတော်တော်များများတော့ဘလူးပုံတွေအကုန်လုံးအနုရာဂီလို့ကိုပေးထားတာပါဆိုတော့ဘာလို့ဆိုတော့ကို လူတွေရဲ့ထဲထဲမှာအတွင်းစိတ်ရှိကြတယ်လေအဲအတွင်းစိတ်ကဟိုမှာရမတ်လိုဟာမျိုးပေါ့အဲလိုအဲလိုစိတ်မျိုးကိုကိုခွဲထုတ်တာမျိုးအာကို gallery another art gallery ကဝယ်သွားတဲ့ blue ပုံဆိုရင်ကြတော့တချမ်းစီကိုလောက်ထားတစ်ဖက်က blue မျက်နှာတချမ်းတစ်ဖက်ကကြတော့ကို tissue နဲ့လောက်ထား tissue နဲ့လောက်ထားဆိုတော့ something uh, အမ်ဒီဘလူးရဲ့မျက်နှာကိုခွာကြည့်လို့မြင်ရတဲ့ပုံစံမျိုးလို့ပြောလို့ရတယ်လို့သူ့ရဲ့တခြားစိတ်တချမ်းလို့လည်းပြောလို့ရတယ်ဆိုတော့ကိုရိုတပိုင်းတပိုင်းလောက်ထားပါဒီဟာကကြတော့ကိုရိုဟိုဘက်တချမ်းဒီဘက်တချမ်းမဟုတ်တော့ဘဲနဲ့အနောက်ကတော့ဒါလူဒီလူပေါ့နော်ဒီလူကအဲသူကဘလူးလိုမျိုး စိတ်သက်ရှိနေရလားရဲရင်နေရလားအဲ့လိုမျိုးပေါ့အဲ့ဒါအဲ့ဥစ္စာတော့ကိုရိုပေါ်ကနေဘလူးရဲ့တံတန်အောင်ကြတော့ကလေးနဲ့လောက်ထားတယ်ဆိုတော့ဒီဟာဆိုလဲဒါကိုရိုမကြီးနဲ့ကလေးနဲ့

စိတ်ကူးရပြီးတော့ဒီ child wallah ဆိုတဲ့အကိုဒီ animation ပုံလေးတွေ့ဘူးရဲ့တွေ့တဲ့ခါကျတော့ကို border ပေါ်မှာလှုပ်ထအောင်เนาะဒါပေမဲ့ border ကနေကိုကဒီ canvas ပေါ်ကိုပြန်လှုပ်တာကဘာလို့လဲဆိုတော့ကိုတို့ border ပေါ်မှာအခုဆိုအခုကိုလာလာ maybe ဒီလိုပုံလေးလှုပ်ခိုင်းနေ border ပေါ်မှာလေအကိုကအများသောအားဖြင့်တော့အခုသူတို့တော့နည်းနည်း cancel လုပ်တယ်ဘာလို့လဲဆိုတော့ဟိုအကိုအိမ်မှာတော့အလှထားတာဆိုတော့တိတ်ပြဿနာမရှိဘူး customer လက်ထက်ရောက်သွားတော့ အချမ်းမခံတဲ့ဟာမျိုးကြတော့ကိုတိတ်မပေးခြင်းအချမ်းမခံဘူးဆိုတော့သူ့ဟာသူလိုလိုနေပြုတ်ကြမဲ့ဟာမျိုးကြတော့လည်းမကောင်းဘူးနော်ဟိုအထီလိုပြုတ်လို့ဖြစ်သွားတာပြဿနာမရှိဘူးဆိုတော့ကိုအဲ့ဒီမှာတော့ဆိုရင်ဒီကိုတို့ဒီလဖေးဆွဲလိုက်တဲ့ဒီလဖေးဒီဒီတီးလမ်းကြောင်းကိုကိုကအလူမီနီယံဖိုင်းနဲ့ပလင်းပြင်ပကိုထွက်အောင်လုပ်ရတာပေါ့ဘာလို့ဆိုတော့ပလင်းကြီးတဲ့သေးသေးလေးဆိုတော့ဒီဟာကပလင်းထဲမှာရောက်မနေဘူးကိုလူကိုပဲပလင်းထဲမှာထည့်ထားတာဆိုတော့ဒီဟာလေးကကိုတို့ပလင်းရဲ့အပြင်ဘက်မှာရောက်နေအောင်အဲ့တော့ ကြာရှည်မခံမှာစိုးတယ်။ဒါပေမဲ့စိုးတဲ့အတွက်ကအခုဒါလေးအိုင်ဒီယာရတာကြတော့ဒီ canvas ပေါ်မှာလုပ်ရင်တော့ဒီလိုစာကိုငါပြုတ်မကြအောင်လုပ်လို့ရပြီလေ။အဲဒီခါကျတော့ကိုဒါလေးကိုကိုအိုင်ဒီယာရပြီလုပ်ကြည့်တာ။အဲဒီဟာကတော့ကိုကကိုစောက်စဉ်းစားပြီးစိုးရထားတာပါ။အဲဒီနောက်ကတော့ပကြီးကားပေါ့နော်။အမ်ဒါတော့ဒီအယုတ်ကြတော့မှကိုကလေးနဲ့အကြွာလောက်လိုက်တာ။ဆိုတော့အမ်ပကြီးကားလေးကနေထွက်လာတယ်ဆိုတော့ ခန်းစားချက်ကလေးကိုရှားနိုင်တာပေါ့နော်ဒီဒီလက်ဖေးဆိုင်ဒီလူကအပြင်ကြွတက်တာအဲ့တော့တော်တော်များများစိတ်ဝင်စားကြတယ်အဲပြီးတော့ခန်းစားမှုရတဲ့ကြတော့တမျိုးกว่าတယ်လေနော်ပကြီးပုံနဲ့ပကြီးပုံနဲ့လူထွက်လာတယ်တချို့ရာဝတ္ထုလေးတွေထွက်လာတယ်အဲ့ဒီရဲ့အဲရတဲ့ကြတော့တမျိုးလေနော်အဲ့တော့အဲ့ဒါလေးကြတော့လူတွေကပုံစိတ်ဝင်စားတော့အဲ့လိုမျိုးလေးပါဟိုဘက်ကပုံကကြတော့အာခုအခုဘယ်အိုင်ဒီယာရလဲဆိုတော့ခုထင်းနေတက်တူး တက်ထူးပုံလေးတွေကိုလိုက်ရှာရင်ကိုကတက်ထူးကြိုက်တယ်တက်ထူးကြိုက်တဲ့အခါကျတော့ကိုတက်ထူးပုံလေးလိုက်ရှာရင်လည်းအဲ့ပုံလေးကိုတွေ့တာအဲ့ဒါတက်ထူးဘသူကမူရင်းလဲတော့မသိဘူးတက်ထူးထိုးထားတာကြောကုန်းမှာလားပေါင်မှာလားမသိဘူးဆိုတော့ထိုးထားအဲ့ပုံကိုတွေ့ပြီးတော့ကိုအဲ့ဒါလေး idea ရပြီးလုပ်ကြည့်တာပုံကတော့ဒီလိုပုံမဟုတ်ဘူးပေါ့နော်တကယ်တမ်းဆိုရင်တော့ဒီလိုထောင်ထားတဲ့ပုံမျိုးမဟုတ်ဘူးကိုတို့ဒီလိုလှဲထားတဲ့ပုံမျိုးဖြစ်မယ်အဲသူကရေထဲမှာလဲကြတာပေါ့နော်မြားဆိုင်ပြီးလဲကြတဲ့ပုံစံမျိုးဖြစ်တာဆိုတော့အဲ့လိုမျိုးကြီးပါဒါကတော့ အကိုပိုလီမာမတုံးခင် air dry နဲ့စတုံးတော့လှုပ်ထားတာဖြစ်တဲ့အတွက်တော့ဒီဥစ္စာ air dry နဲ့ပေါ့ဒါ air dry နဲ့ဒါပိုလီမာနဲ့ဆိုတော့ကလေးမျိုးစားစံတော့မတူဘူး ခုအခုဒီမှာပြထားတဲ့ပုံလေးဆိုရင်တော့အခုတို့ပကြီနဲ့အဲကလေးနဲ့ပေါင်းထားတဲ့ဟာတွေမဟုတ်ဘူးလို့ပြောလို့ရတာပေါ့နော်ဆိုတော့ကလေးပဲတည်တယ်အဲ့ဒါဆိုရင်တော့အခုတို့တော်တော်များများဒါအခုကအဲ light weight ပဲသုံးပြီးတော့ canvas ပေါ်မှာကတ်လို့ဒါမျိုးမဟုတ်ဘဲနဲ့အခုတို့ဘာလို့လို့ရလဲဆိုတော့အထက်သားပြားလို့ဟာမျိုးပေါ်မှာကတ်ရင်တော့ပိုကောင်းတာပေါ့ဆိုတော့ तू ကနောက်ကကြပကြီဆွဲကြမလို့လीထက်သားပြားဆိုတော့ကိုရိုးဆေးတုပ်လိုက်ရုံပဲဆေးတုပ်ပြီးတော့မာကြီးပေါ်မှာကတ်တယ်ဆိုတော့ပို့ပြီးတော့ဒါရှေခံနိုင်မယ်လို့တော့ကိုထင်တယ်အဲအခုအခုတော့အဲ့ တက်သားပြားပေါ်မှာကိုမလုပ်ဘူးလေဆိုတော့အဲ့ဒါလေးလည်းကိုတော့ try ပါမယ်။ဒါဆိုတော့ customer တွေအာဝယ်တဲ့အခါမှာသူတို့စီမှာလည်းကြာကြာလေးအထားခံဖို့တော့လိုတာပေါ့နော်။အမ်ဒီတန်လျက်ပုံကတော့ဒါအခုစီမှာတော်တော်များများအဲ့လေးရှိတဲ့ပုံကိုပြောလို့ရတယ်။အဲတကယ်တော့တန်လျက်ပုံကဒါကလေကိုတို့တကယ်တန်လျက်ပုံမဟုတ်ဘူးလို့ပြောလို့ရတယ်။ဒါဆိုတော့တကယ်တန်လျက်ပုံကဒီပုံမှာပေါက်ဘူး။ဒါလိုမျိုးပဲပေါ့နော်။ ဒါပေမဲ့အဲ့လိုပုံလုပ်ရင်ကြတော့လေလူတွေကဒါလို့ပဲမြင်မှာတန်လျက်လို့မြင်မှာမဟုတ်ဘူးဆိုတော့သူကတော့နည်းနည်းပိုရှည်တယ်ဒီလိုဟာလေးကပိုချုံတယ်ဒါကြတော့ကိုရိုဇက်သေးမှာဒါဗမာတွေအများသောအားဖြင့်ဒီဗမာတွေရဲ့ကိုရိုဇက်တော်ကြီးတွေမှာဘယင်ပါတယ်ဆိုဘယင်ကိုင်းနဲ့တန်လျက်ပုံစံကိုအနည်းဆက်ဆုံးကိုရိုကယူပြီးလောက်ရတာပေါ့ဟိုတကယ်တန်လျက်ပုံယူလုပ်တဲ့အခါကျရင်ဒီလိုပုံထွက်မှာမဟုတ်ဘူးအဲ့ခါကျတော့လေအမ်တန်လျက်နဲ့မတူတော့တန်လျက်လို့တည်မှာမဟုတ်ဘူးလေဒါဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ် တန်လျက်လို့တည်သွားနိုင်တဲ့အတွက်အဲဒီပုံစံအမှတ်ကမိန်တာဂက်ထားပြီးတော့လုပ်တယ်ဒီဥစ္စာဆိုရင်ကိုတို့ဒါဒီလက်ကင်တစ်ခုလုံးကကလေးနဲ့လုပ်ထားတယ်လက်ကင်ယူနဲ့ဒီတန်လျက်နေရာကိုတော့အခု blue phone ကိုတုံးပြီးတော့ပုံဖော်ထားတာအာဘာလို့လဲဆိုတော့ဒီတန်ဒီတန်လျက်နေရာဓာသွားနေရာကြီးတစ်ခုလုံးကိုကိုကလေးနဲ့လုပ်ဖို့ဆိုတာအဆင်မပြေနိုင်ဘူး အဲအဲ့လောက်ဆိုရင်ကိုရိုဝိတ်ကတအားများသွားတယ်ဆိုတော့ canvas ကခံနိုင်မှာမဟုတ်ဘူးအဲ့တော့အဲ့ဒါလေးဝိတ်လျှော့ရတာပေါ့နော်ဒါဆိုတော့ကိုရို canvas ပေါ်မှာကလေးတင်ပြီးလှုပ်ရှင်တဲ့သူတွေအတွက်လည်းကိုတခါတည်းအကြံပေးတာပါအာတအားကြီးအများကြီးမတင်ပါနဲ့ဘာလို့လဲဆိုတော့ဒီဟာတွေကဣကြလာတယ် canvas ကလေဒါဒါပုံသေးလို့တော်တယ်ပုံကြီးရင်ပို့ဆိုတယ်အဲဆိုတော့ဒီဟာဆိုတော့ဒါကိုရိုအိန္ဒိယက ပုံတွေကိုယူလောက်တာအာကြာပြီပေါ့နော်ဒီဟာတွေဆိုရင်တော့တကယ် copy စစ်စစ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူတို့လည်း clear add လောက်ထားတာပဲ mirror add ပဲလောက်ထားတာပဲထင်တယ်အဲဆိုတော့အဲ့ဒီဥစ္စာကိုအကိုကူးပြီးလောက်တာအာဆိုရက်ခါကျတော့အဲနောက်တစ်ခုကအကိုတို့ clear နဲ့အာလိုက်ပြီးလိုက်လိုက်ပြီးလောက်ချင်တဲ့လူပေါ့နော်အာလိုက်ပြီးဖန်တီးကြည့်ချင်တဲ့လူတွေကိုကိုကြီးတစ်ခါတည်းပြောကြည့်တာပါဒါကတော့အာအနေနဲ့များတော့ပကြီးအခြေခံလေးကတော့တိထားတင်ကြတာပါပဲ အကိုတို့လည်းမတက်ပြင်မဲ့အနည်းနဲ့အများတော့ဒီအကိုတို့ vision mind ပေါ့နော်အဲဘယ်ဟာလေးကတော့ကြွအောင်လုပ်မလဲဘယ်ဟာလေးကအဲပကြည်ဆွဲမယ်ပေါ့အဲအဲ့လိုမျိုးလေးစဉ်းစားတတ်ဖို့တော့လိုတယ်အကိုတို့ဒီမှာဆိုရင်ဒါဒီအပေါ်ကဒါအကိုတို့သူတို့ဝတ်ထားတဲ့ something ထမိန်လိုဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးဆိုရင်ဒါကအပြင်ကိုရောက်ရမယ်ခြေောက်ကအထဲကိုရောက်မှာဒါမှဒီအထဲထဲမှာခြေောက်ကဝင်နေတယ်ဆိုတော့ပုံစံပေါက်နိုင်တာပေါ့နော် အဲဥပမာဒီပုံမှာဆိုရင်ကိုတို့ဒီမျက်လုံးနှာခေါင်းဆိုရင်နှာခေါင်းကအလဲမှာရှိနေတာဖြစ်တဲ့အတွက်မျက်လုံးကမျက်လုံးနဲ့မျက်နှာနဲ့အရင်လာတော့အဲ့တော့ဘယ်ဟာကပူပြီးဖောင်းထွက်မလဲဘယ်ဟာအနောက်မှာကပ်နေမလဲအဲအဲ့လိုမျိုးလေးတွေကိုတို့တွေးဖို့ကတော့တွေးတတ်မှာပေါ့နော်အာအခု page မှာတော့တင်ထားတာရှိတယ်ဥပိန္ဒရာပုံတို့နရတုရဲ့နောင်တော်အဲ့ဒါဆိုလေအဲ့လိုမျိုးလေးတွေကိုစဉ်းစားရတာပေါ့အာအဓိကက အနောက်ကနေပကြီးကားနေပြီးတော့ကိုတို့ပစ္စည်းဆွဲထုတ်တဲ့အခါမှာဆွဲထုတ်ကိုဆွဲထုတ်နိုင်တဲ့အရာတွေကိုတော့ကိုတို့ကအတက်နိုင်အောင်ကိုတို့ဆွဲထုတ်ပြီးတော့အပြင်မှာလုတ်တာပါပဲဒါပေမဲ့အာကိုတို့လူ vision ဘိုင်းဆိုရင်အရှိရလူရဲ့အလဲရလူရဲ့အနောက်ကလူရဲ့ဘယ်သူအရင်ဆုံးမြင်ရမလဲရှေ့ဆုံးကလူအရင်ဆုံးမြင်ရမယ်ပြီးတော့မှဒုတိယလူပြီးတော့မှတတိယလူဆိုတဲ့အခါကျတော့ကိုတို့အာဒီ mural သဘောတရားအရာကိုတို့ဆွဲထုတ်တော့မယ်ဆိုရင်၃ယောက်လုံးဆွဲထုတ်လိုက်လို့ဆိုရင်ဆွဲထုတ်လိုက်လို့ရှိရင် ဲ့3ယောက်လောကတညီတယ်ရက်နေတယ်လို့ထင်သွားရမယ်အဲ့တော့အဲ့3ယောက်ကတဆင်ချင်းစီရက်နေတယ်ဆိုတာကိုသိရအောင်လို့အကူတို့ကရှေ့ဆုံးကတယောက်ကိုပဲမျူရယ်အနေနဲ့ထုတ်လို့ရမယ်နောက်ကဟာကိုပကြီးနဲ့ဆွဲရအောင်အဲအဲ့လိုအဲ့ဒီသဘောတရားပေါ့နော်အကူဥပိ္ပမဆိုလဲအကူတစ်ခါရှင်းပြပူပါတယ်အမ်ဥပိ္ပမဥပိ္ပတရားမှာအကူတို့ဟိုဟာဥပိ္ပတရားကတကြီးထဲမှာထိုးအာတိဆောက်ထားတာ哦အဲ့တော့အကူကဥပိ္ပတရားကိုအကြွလောက်လိုက်ရင် ရေထည့်ပြီးတော့ဒီပကြီးမှာရေထည့်လို့မရတော့အဲ့တော့ရေဆွဲကျင်တယ်ရေပါအောင်ဆွဲကျင်တယ်ဆိုရင်တော့ဥပိန်တရားကိုကိုတို့မြူရအထဲမှာထည့်လို့မရအောင်အဲ့တော့မြူရမှာဘာထည့်မလဲဥမာတစ်ပင်လေးတွေထည့်မလားမျက်ပင်လေးတွေထည့်မလားကိုကြိုက်တာထည့်ပေါ့ကျန်တဲ့ဟာတွေအကုန်လုံးကိုပကြီးအနေနဲ့သွားမှရမယ်တရားကိုကိုတို့ကအကြွအလုပ်လိုက်တော့မယ်ဆိုရင်တော့ရေကိုထည့်ဆွဲလို့မရတော့ဘာဖြစ်လို့လဲဆိုတော့အကိုတို့ကရေထဲမှာတရား စောက်ထားတာဖြစ်တဲ့အတူကအကိုရိုးနဲ့အနီးဆုံးကရေရေပြီးတော့မှတံတားကိုအကိုရိုးကမြင်ရတာဆိုတဲ့အခါကျတော့အကိုရိုးမြူရန်မှာရေကိုအရင်ဆုံးဆွဲထုတ်ကြအောင်လို့ဖြစ်နေဆိုတော့ရေကိုကြတော့လဲဘာနဲ့လောက်အောင်ကလေးနဲ့လောက်လို့မှမရအောင်အဲ့တော့အကိုရိုးအရေကိုအကြွလုံလိုက်နေလုံနိုင်နေဆိုရင်တော့ရေကိုအကြွလုံပြီးတော့ပြီးတော့ဥပိန်တံတားကိုအကိုရိုးတံတားကိုအာပကြီးတဲ့ဆွဲပေါ့နော်အဲ့တော့အကိုပြောချင်တာကဟိုဆွဲထုတ်တယ်ဆိုတိုင်းဆွဲထုတ်ခြင်းတဲ့ဟာမျိုးဆွဲထုတ်လို့မရဘူးကွာအရှိဆုံးက ရှိနေတဲ့အရာဒီ ကြည့်တဲ့လူရဲ့အနည်းဆက်ဆုံးအရာကိုပဲအခုလိုဆွဲထုတ်လို့ရတယ်။အနောက်ကဟာယူဆွဲထုတ်ပြီးရှေ့ကဟာယူပကြီဆွဲရဲဆိုရင်တော့အဲ့ဒါကြီးကသဘာဝမကြတော့ဘူးပေါ့နော်။အဲ့ဒါတော့အခုတို့ဒါကတော့အခုတို့ဒီ mirror အပိုင်းမှာတော့မဟုတ်ပါဘူး။ပကြီမှာလည်းအဲ့လိုမျိုးရှိတာပဲလေ။အခုတို့အာခုနကတော့ပြောလို့ပေါ့လူသုံးယောက်လမ်းလျှောက်လာတယ်တန်းစီပြီးလမ်းလျှောက်လာတယ်တညီရဲလမ်းလျှောက်လာတယ်ဆိုရင်တော့အခုတို့က site အတူတူဆွဲရတယ်။အဲတယောက်ကအနောက်နေနေကြာနေတယ်ဆိုရင်အဲ့တယောက်ရဲ့ site ကတေးနေမှာလေ။ ဆိုတော့ကိုကအမြင်ကဝေးသွားလေးတေးသွားလေးဝါးဝါးလေးအယောင်တွေကလည်းမတူတော့ဘူးဆိုတော့အဲ့ဒီအကြောင်းအရာလေးတော့ basic အနေနဲ့သိထားတဲ့နေဗျဟုတ်အဲ့ဒါတော့အကိုဒါဒီ mirror app ပဲဖြစ်ဖြစ်အဲအကိုဒီပလင်းပေါ်မှာလုပ်တဲ့ art ပဲဖြစ်ဖြစ်ပေါ့နော် border art ပဲဖြစ်ဖြစ်အာဘလို့ art ပဲလုပ်လို့သိထားတဲ့ဟာလေးကိုပြန်ပြီး share ပေးရပါဗျ